Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ကိအမြဲတမ်းဒီပါအသုံးပြုနေကြဖြစ်ပေမဲ့တခါမှဗီဒီယိုမလုပ်ပေးဘူးတဲ့တကယ်ကိုမှ powerful ဖြစ်တဲ့ AI set engine တစ်ခုအကြောင်းကိုပြောပြပေးသွားချင်တာပဲဖြစ်ပါတယ်အခုတော့ဘယ်မှာဆိုရင် AI เนี่ยအများကြီးပေါ်လာပြီးတော့ကျတို့တွေကကိုလုံးမဲ့လှုပ်ဆောင်ကြတဲ့အကိုက်ညီဆုံးဖြစ်တဲ့ AI တွေကိုလိုက်ပြီးရွေးချယ်အသုံးပြုလာကြတာဖြစ်ပါတယ် ထရော့ကရဲ့လုပ်ငန်းဝင်လှုပ်ဆောင်မှုတွေလိလာသိကြသိမိတဲ့အတွက်အချက်အလက်တွေရှာဖွေတဲ့အခါမျိုးမှာဆိုရင်ကအသုံးပြုနေကြ AI နှစ်ခုသုံးခုရှိတယ်။အဲ့ထဲကနေမှကဒီနေ့ပြောပြပေးခြင်းနဲ့အရန်ကုန်မှာ powerful ဖြစ်တဲ့ AI set agent တစ်ခုကတော့ publicity လို့ခေါ်တဲ့ AI set agent ပဲဖြစ်ပါတယ်။ဆိုတော့ publicity ကပေါ်လာကြပြီးတော်တော်များများလည်းသိချလိမ့်မယ်လို့ထင်တယ်။ publicity မှာကအခုနောက်ပိုင်းလှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်ချက်တွေအတွက် aggregate flow ပေးထားတဲ့အချက်တွေအများကြီးပါဝင်လာသလိုသူ့မှာကို KOI website ပေါ့နော်ဒီ Comap ဆိုတဲ့နာမည်နဲ့ KOI website လည်းရှိလာတယ်။နောက်ပြီးတော့ Giro တွေကအချောင်းတွေကိုရှာဖွေတဲ့အခါမျိုးမှာ source တွေကိုအဓိကသိကျင်တဲ့ web source ကနေအချောင်းတွေယူထားပါတယ်ပေါ့နော်ဒီလိုမျိုးအချောင်းကိုတိကျတာနဲ့ပေါ်ပြခြင်းတဲ့အခါမျိုးမှာဆိုရင် publicity ကတကယ်ကိုအသုံးပြုလို့ကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။ဒီနေ့ video မှာတော့ခင်ဗျာ publicity အသုံးပြုဖို့အသုံးပြုနည်းအသေးစိတ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ခင်ဗျာဒီလို IG လိုက်ကြပါဦးနော်။ publicity ကိုစပြီးတော့သုံးပြုဖို့အတွက်ဆိုရင်တော့ထုံးစံတိုင်းပဲကိုကြိုက်နေတဲ့ browser တွေကနေ publicity.ai ဆိုပြီးတော့ AI ထည့်ပေးရပါမယ်။ဒါဆိုရင်တော့ publicity ရှိ ogi တို့ရောက်သွားပြီ။အဲ့တော့ ogi တို့ကိုကြိုက်နေတဲ့ဒီ Google account နဲ့ဖြစ်ဖြစ် email နဲ့ပဲဖြစ်ဖြစ်အရင်ဆုံးဒီ publicity မှာ sign up လုပ်ပြီးတော့ကိုယ့်ရဲ့ account ဖွင့်လိုက်ရမှာပေါ့နော်။ ogi ကတော့ continue with google ဆိုပြီးတော့ google နဲ့ account ဖွင့်လိုက်ပါမယ်။ဒါဆိုရင်တော့ကိရဲ့ publicity အကောင့်ပွင့်သွားပြီဒီအကောင့်ဆိုရဲပေါ် click နှိပ်လိုက်မယ်ဆိုရင်တော့သူက တက်မှတ်ပေးလိုက်တာဗောနော် K ဝင်လိုက်တဲ့ email ကိုလိုက်ပြီးအကောင့်နံပါတ်တစ်ခုတက်မှတ်ပေးလိုက်တယ်ဒီအကောင့်ဆိုရဲပေါ်ကလစ်နှိပ်လိုက်မယ်ဆိုရင်တော့ K actuality တွေ့ရမှာဗောနော်ဒီမှာ K က actuality ထဲမှာ K number တွေပြောင်းချင်တာတို့နောက်ပြီးွားတဲ့အခါမှာ site up လုပ်ချင်တာတို့စသဖြင့်ဗောနောက်ပြီးတော့ upgrade plan လုပ်ချင်တယ်ဆိုလဲဒီမှာ upgrade plan ဆိုပြီးတော့အဲ့လို actuality ပြောင်းချင်တာ plan တွေဝယ်ချင်တာမျိုးကိုလုပ်လို့ရပါတယ်ဒီအောက်က upgrade ဆိုရဲပေါ်ကလစ်နှိပ်လိုက်မယ်ဆိုရင်တော့ K တို့ publicity မှာ free plan ရှိရယ် pro ရှိရယ် max ရှိရယ်ဗောနော်အဲ့တော့လောလောဆယ်ကတော့ K တို့ free plan သုံးနေတာဒီ pro plan plan တွေ must plan တွေကိုတော့ဒီမှာသုံးမယ်ဆိုရင်ဘလောက်ကြမယ်ပြီးတော့ဘာတွေလောက်ဆောင်လို့ရလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုသုံးကျင်တယ်ဆိုရင်တော့အဲ့ပေါ် click နဲ့ပြီးတော့ဝယ်လိုက်လို့ရပါတယ်အဲ့တော့ကေကရောလောဆယ် free plan သုံးရမှာဆိုတော့ကေပြန်ထွက်လိုက်မယ်နော် ။ဒါဝိဝရနော် install ဆိုတာကတော့ကျတို့တွေက publicity ကို phone နေ iPad တွေစရနေရမှာ install လုပ်ပြီးတော့အသုံးပြုလို့ရပါတယ်။အာဒါပေမဲ့ install လုပ်ပြီးတော့ဒီပေါ့ app ထဲကနေတောင်းဝင်ပြီးသုံးတဲ့အခါမှာ function တွေကတော့တိတ်ပြီးတော့စုစုံလေးနေသုံးလို့တော့မရပါဘူးเนาะ။ပြီးတော့ဒီအပေါ်မှာဒီ download comment ဆိုပြီးတော့ပြနေ publicity ကကြီးပြောခဲ့သလိုပဲသူ့မှာ cobalt browser ရှိတယ်။ဆိုတော့အဲ့ browser တွေကိုအဲ့ browser တွေကိုကိုကချိတ်ဆက်ပြီးရတယ် AI assistant ကိုယူသုံးလို့ရပါတယ်။ ဒါပေမဲ့သူကဒီ Windows တွေ Mac OS တွေအတွက်အဓိကသုံးလို့ရတာပေါ့နော်ဒီဖုန်းတွေ iPad တွေကတော့တိတ်ပြီးတော့သုံးရတာအဆင်မပြေဘူးအဲ့တော့ဒီပေါ်ဘဲသိနေဒီ publicity comment ဆိုတဲ့ပေါ်ဘဲ နော်ရှာရှာပေါ့နော်ဒီသူ့ရဲ့ browser ဒီမှာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကေတို့တွေကဒီ download command ဆိုရဲပေါ့ click နှိပ်လိုက်မယ်ပြီးွားရင်အဲ့ဒီဥစ္စာကို down ပြီးွားရတယ်ကိုယ့်ရဲ့ computer ပေါ့တင်လိုက်မယ်ဆိုတာနဲ့တမ်းပြီးတော့ဒီ publicity နဲ့ချိတ်ဆက်သွားမှာဖြစ်တယ်ပြီးတော့ AI assistant ကေတို့ထည့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဘာလို့လုံးဆောင်လို့ရလဲဆိုတော့ဒီမှာကေတို့သူကဖော်ပြပေးထားတယ်ဒီမှာအချက်အလက်တွေလာပြီးတော့ကြည့်လို့ရတယ်ဆိုတော့သူတော်တော်လေးမှိုက်တယ်ဥမာအနေနဲ့ကေတို့တွေက ဒီ publicity အကောင့်ကိုကိုကဲအကောင့်နဲ့ဖွင့်ထားတယ်ဆိုပါစို့အဲ့ Google အကောင့်မှာကိုက Gmail တွေပါတွေဝင်လာတယ်ဒီ browser နဲ့လည်းချိန်လိုက်ပြီးွားပြီဆိုရင်ကိုကသူ့တိုင်းမျိုးမေးလို့ရတယ်ဒီနေ့ဝင်လာတဲ့ ဘယ်သူရှာဝင်လာရဲ့အမွေတွေကိုပြပြပေးပါအနစ်ချုပ်ပေးပါစသဖြင့်နောက်ပြီးတော့ကီလိုတွေကဒီအချက်အလက်တွေကိုရှာဖွေတဲ့အခါမျိုးမှာဆိုရင်လည်းအခုကြလာတဲ့အချက်အလက်တွေတွေကမှာဘယ်အချက်အလက်တွေကိုဆွဲထုတ်ပြီးတော့ဘလို့အနစ်ချုပ်ပေးပါဘာတွေပေါ်ပြပေးပါစသဖြင့်ဒီလိုမျိုးတွေအသေးစိတ်လုပ်လို့ရတယ်ဆိုတော့တော်တော်လေးသုံးရတာမိုက်တယ်ဒါပေမဲ့ကေကတော့သုံးပြဖို့အတွက်အစင်မပြည့်အတွက်ဒါတို့အသေးစိတ်သုံးလို့ပြတော့เนาะကေဒီ publicity ဘက်ကိုပဲအဓိကသုံးပြပေးပါမယ် ဆိုတော့ publicity ကကြတော့ကေပြောခဲ့သလိုပဲ set engine AI set engine ဖြစ်တဲ့အတွက်ဒီက share တဲ့နေရာမှာသုံးပါ share နေရာမှာသုံးတဲ့အခါမျိုးမှာဆိုရင်ကေတို့တွေကဘာတွေများကွာခြားပြီးတော့သူက share ပေးနိုင်တာလဲဘလို့ resource တွေထွက်ပြီးရလဲဆိုတာကိုပြပေးချင်ပါတယ်ဆိုတော့ဒီထဲမှာအချက်လက်တွေကိုရှာမယ်ပေါ့နော်အချက်လက်တွေကိုရှာမယ်ဆိုရင်ကေတို့ရှာမယ်ချက်လက်ကိုဒီမှာရိုက်ထည့်လိုက်မှာပေါ့အဲ့ခါမျိုးမှာဆိုရင်ဒီဘာတွေဒီဒီအောက်ကဟာလေးတွေဘာလေးကြီးလေဆိုတာကိုအရေးဆုံးပြပေးပါမယ် ဆိုတော့ကျတို့တွေကဒီ search ဆိုတဲ့ပုံ click နှိပ်လိုက်တဲ့ခါကျရင်ဒီမှာ search ကဲ research ကဲ lag ကဲဆိုပြီးတော့တွေ့ရပါလိမ့်မယ်။ search ကကြတော့သူက quick search ပေါ့နော်။အဲကျတို့မြေအချက်အလက်တွေမှာကိုက်ညီမှုရှိရဲ့အချက်အလက်လေးတွေကိုသူကမြင်မြန်ဆက်ဆံနေ။ကိုက်ညီမှုရှိသောအချက်အလက်လေးကိုသူကထုတ်ပေးမှာပါ။ research ကကြတော့သူက deep search ပါ။ပြောရမယ်ဆိုရင်ကျတို့တွေမေးလိုက်တဲ့အချက်အလက်တွေကို ပို့ပြီးတော့များတဲ့ source တွေကနေတစိဥက source wow တရားနီးပါးလောက်ကနေသူကရှာမယ်ရှာပြီးအဲ့ဒီချက်လက်တွေကိုပြန်ပြီးတော့အသေးစိတ်အနေနဲ့စစ်ထုတ်ပေးသွားမှာပါနောက်တစ်ခုကတော့ labs labs ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျတို့မေးလိုက်တဲ့အချက်လက်ဆိုင်ရာတွေကိုမှအသေးစိတ်သူ့ကိုမေးလို့ရတယ်ကဏန်းနေ chat တွေဒါအပြင်ကျတို့တွေကဒီပေါ့နော် app တစ်ခုသူ့ကိုတိဆောက်ခိုင်းတာမျိုးအစားအကုန်လုံးခိုင်းဖို့ကြရတယ်ပေါ့နော်ဆိုတော့သူကတော့ပို့ပြီးတော့အစင်းမြင့်ပါတယ်နော်ဒါနဲ့ကျတို့က free သုံးတဲ့အတွက်ဒီ search အနေနဲ့ပဲသုံးလို့ရတယ် ောက်ဒီဘက်ဘေးကဒီဒီကဘာလုံးပုံလေးပေါ့နော်အဲ့တော့ဒီကဘာလုံးပုံလေးကဒီမှာ on ထားတာ WhatsApp ဆိုပြီးတော့ရှိရသူက WhatsApp ကဲ Academy ကဲနောက်ပြီးတော့ Social Finance လိုမျိုးရှိပါတယ်ဆိုတော့ WhatsApp ကကြတော့ကဲတော့ခုမေးလိုက်တဲ့အချက်အလက်ကိုသူက website တွေပေါ်မှာရှိရအချက်အလက်ဆိုင်ရာတွေကနေပြီးတော့ကိုးကားပြီးတော့ရှာဖွေပြီးတော့မှအချက်အလက်တွေကိုထုတ်မှာ ဒီ academy တို့ social တို့ဆိုရင်ဥမာအပြင်စာတန်းပြုစုမဲ့သူတရားပေါ့စာတန်းဆိုင်ရာတွေအဓိကကြည့်ခြင်းနဲ့စာတန်းဆိုင်ရာတွေမှာပါတဲ့အချက်လက်တွေကိုဖော်ပြစေခြင်းနဲ့ဆိုရင်ကျတို့တွေကဒါလေးကို online ဒါဆိုရင် whatsapp ကအချက်လက်တွေရဲ့ဒီ academy ပေါ့နော်ဆိုင်ရာကစာတန်းစာတန်းဆိုင်ရာကအချက်လက်ကလေးတွေကိုသူကအဓိကအနေနဲ့ထုတ်ပေးမှာဥမာ social ဆိုတော့ online မြင်ဆိုပါစို့အဲဆိုရင် social media တွေပေါ်မှာဖော်ပြထားတဲ့အချက်လက်တွေကထည့်သွင်းပြီးတော့သူက share ဖွင့်ပေးပြောပြပေးသွားမှာပေါ့ ဲ့လိုပုံစံမျိုးပေါ့နော်ဒီ file နဲ့ဆိုရင်လည်း file နဲ့ပေါ့အဲ့တော့ကိုမလိုချင်တဲ့ဟာတွေတော့ကိတို့က off ထားလို့ရတယ်ကိလိုကိုလိုလိုချင်တဲ့ဟာတွေဆိုရင် share လို့ရပါတယ်နော်နောက်ပြီးတော့ဒါကတော့ပြည်တို့တွေရဲ့ Gmail တွေ calendar တွေကိုတိုက်ပြီးတော့သွားချိန်တာကိကုနာပြောသလိုပဲအချက်လက်ဆိုင်ရာတွေကို AI assistant အကူအညီနဲ့တုံးဖို့မေးဖို့ပေါ့နော်လုပ်လို့ရတယ်ပြီးတော့ share ပေးတဲ့ခါမျိုးမှာဆိုလည်းဒါမှရိုက်ထည့်ပြီးတော့ကိုကတိုက်မေးပြီးတော့ share လို့ရပါတယ်နော်နောက်ဒီဘက်ပြီးရဟာအဲ့ဒါပါလဲဆိုရင်တော့ကိတို့ AI model တွေပါကိတို့တွေကအခု share တဲ့ခါမှာဆိုရင် free model နဲ့သုံးလို့ရသုံးနေရတာပေါ့เนาะတခြားသောကီရိုတွေကဒီ pro pro max တို့သုံးမယ်ဆိုရင်တော့ဒီမှာ gpt 5တို့ကိုသုံးချင်တဲ့ ai model တွေကိုရွေးချယ်ပြီးတော့ click နေပြီးတော့အဲ့ ai model တွေ and ကိုသုံးပြီးတော့ပဲ share ပေးပါဆိုပြီးတော့ share လို့ရပါတယ်နောက်ဒီဘက်ပေးက attach attach ကကြတော့ကီရိုတွေကသုံးခုပဲရတယ် free သုံးမဲ့သူဆိုရင်တနေ့ကိုဒီမှာသူကပြထားတယ်သုံးခုပေါ့နော်သုံးခုပဲသုံးလို့ရတယ်လို့ပြထားတယ်ဒီ attach ပေါ်ကလစ်နေမယ်ဆိုရင်ကျတို့တွေကပုံနေကိုယ့်ရဲ့ ဒီ library တွေကရှိရပုံတွေ video တွေနောက်ပြီးွားတဲ့ခါမှာ file တွေကိုဆွဲထုတ်ပြီးွားရတယ်ငါကတော့ဒီ file တွေကအချက်လိုက်ရယ်အချက်လိုက်ကိုမူတည်ပြီးတော့မှအခုလက်တလုံးမှာဘာဘာပေါ့ဒီအချက်လိုက်တွေယူရယ်ပေါင်းပြီးတော့မှငါ့အတွက်ဘယ်အချက်လိုက်တွေကိုဆွတ်ထုတ်ပေးပါဒီလိုပုံစံမျိုးအဖြစ်ပြန်ထုတ်ခိုင်းလို့ရတယ်သူကတော့ free သုံးတဲ့သူတွေအတွက်တနေ့ကိုသုံးခုပဲသုံးလို့ရထည့်ပြီးမေးလို့ရတယ်ပေါ့နော်နောက်ဒီဘက်ဘေးကကြတော့ဒီ white အနေနဲ့မေးလို့ရပါဘူး။ကေရောကုဒီမှာထိုက်ပြီးမရိုက်ချင်မှုဆိုရင်အဲသူ့ကိုဒီဥစ္စာလေးကိုအုံပြီးတော့ထိုက်ပြီးရိုက်ခိုင်းတဲ့သဘောမျိုးပါ။ဒီဘက်ဘေးကဒီဘက်ဘေးကအစိုးဆုံးကဟာကြတော့ AI နဲ့အတန်နဲ့ chat လုပ်တာပေါ့နော်။အတန်နဲ့ပဲမေးတာပါ။အဲ့တော့ကေရောဒါကိုသုံးမယ်ဆိုရင်ဒီဘော online ပြီးတော့ mic ဖွင့်ပေးရမှာပါ။အဲ့တော့မိုက်ခရိုဖုန်းကို allow လုပ်ပေးပါမယ်။ Hello Hi there. How can I assist you today? Uh, could you tell me what is the best place to visit in Yangon? Some top, places to visit in Yangon include the iconic Shwedagon Pagoda, Sule Pagoda, Kandaji Park, Yangon Chinatown, and Boik San Market. Each offers a unique experience, from religious sites to vibrant markets and scenic parks. Would you like to know more details about any specific place? Yes, please. Some top places to visit in Yangon include the Shwedagon Pagoda, Sule Pagoda, Kandaoji Park, the Snake Temple, and the bustling 19th Street for local grills. You can also explore Chinatown and the circular train for a more local experience. Would you like more details on any specific place? No, thank you. You're welcome. If you need anything else, feel free to let me know. ဆိုတော့တော်တော်လေးမိုက်တယ်လို့ပြောမှာပေါ့နော်ခင်တို့တွေသိကျင်တဲ့အချက်လက်ဆိုင်ရာလေးတွေကိုသူလည်းတစ်ခါတည်း check လုပ်ပြီးတော့မေးလို့ရတဲ့နေရာပါဆိုတော့ဒါကတော့ဒီအချက်လက်လေးတွေကိုပြောပြပေးသွားတာပေါ့နော်အဲ့တော့ခုနကမေးသလိုမျိုးပဲဒီနားမှာကဒီအဲ့မေးကိုမရိုက်ချက်ပြီးရှာကြည့်မယ်ပေါ့နော်အဲရန်ကုန်မြို့ရဲ့လေပတ်လို့ကောင်းတဲ့နေရာတွေပေါ့နော်ပြောပြပေးပါဆိုပြီးတော့ အဲ့လိုရှာတဲ့အခါမှာကျတို့ဒီ search ကတော့ရွေးလို့မရဘူးပေါ့နော်ကျတို့ရိုးရိုးဒီ search နဲ့ပဲရှာလို့ရတယ်ဒီ gsap တွေ lab တွေတုံးလို့မရဘူးဒီဘက်ကဟာပေါ့နော်ဒီဘက်ကဟာမှာကြက WhatsApp ကရှာမယ်နောက်ပြီးတော့ကျတို့ social media မှာတင်ထားတဲ့ post တွေကိုလည်းအဲ့ထဲတွေကလည်းကြည့်သုံးပြီးရှာမယ်ဆိုပြီးတော့နှစ်ခုရွေးလိုက်မယ်အပြီးတော့ရင်ဒီဘက်ကတော့ကျတို့ AI model တွေရွေးလို့မရဘူးဆိုတော့စပြီးတော့ရှာတော့မယ် and that ခောက်လိုက်မယ်ပေါ့အဲ့တော့ထွက်လာတဲ့အဖြေလေးကိုတစ်ချက်ဒီပြချင်တာပေါ့နော် တော့သူကအဖြေထွက်လာတဲ့အခါမျိုးမှာဆိုရင်ဘာတွေပါလဲသူများတွေပေါ့နော် AI set agent တွေနဲ့မတူတဲ့ကွဲပြားချက်ကဘာတွေလဲအဲ့ဒါကိုအကြီးကအနေနဲ့ပြပေးချင်တာပေါ့နော်ဆိုတော့သူအခုဒီမှာဆိုရင် အဖြေထုတ်ပေးနေပြီအဲ့လိုအဖြေထုတ်တဲ့အခါမှာ သူဒီဒီပေါ့နော်သူ answer ဆိုတဲ့နေရာမှာသူဒီဒီမှာသူယူထားတဲ့ source တွေပါတယ်ပြီးတော့ location တွေပါတယ်ပြီးတော့အခါမှာဒီနေရာတစ်ခုချင်းစီရဲ့အသေးစိတ်ပုံနေဒါတွေအားလုံးဒီမှာပါပြီး နော်အဲ့တော့ကျတို့တွေကဒီအချက်လက်တွေပေါ်မှာဒီအချက်လက်တွေပေါ်မှာမှာဒီဒီပေါ်ဒီအောက်ဆုံးမှာဆို့ဆိုရဲပေါ် click လိုက်သူဒီဒီအချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှဒီအဖြေတွေကိုထုတ်ပေးထားပါတယ်ဆိုတော့ကိုကျတို့ကတွေ့လို့ရတယ်ဒါပြင်ဒီ answer ဆိုတဲ့နေရာဘေးက click ဆိုရဲပေါ် click လိုက်နေရာတစ်ခုချင်းစီနေရာတစ်ခုချင်းစီကိုတွေ့ရမယ်ပြီးတော့အဲ့နေရာတစ်ခုချင်းစီ block rating ရှိတယ်ဆိုတဲ့ဟာကိုလည်းသူကဖော်ပြပေးထားတယ် ဥပမာပြေရွှေကုံကိုရောဟိုမှာကြည့်ရောမိုး info ဆိုရဲပေါ့ click နှိပ်လိုက်မယ်ဆိုရင်အဲသူ့ရဲ့ direction ကြည့်လို့ရမယ်နောက်ပြီးတော့ website သူ့ရဲ့ website တွေနောက်ပြီးတော့သူ့ကို call လို့ရတဲ့ဖုန်းနံပါတ်တွေပြီးတော့ဒီမှာသူဒီဘာဘာဆိုရဲအချက်လက်တွေဒါပြည်ဒီမှာအောက်ကိုထပ်ပြီးတော့ဒီမှာတရားလေးကို click နှိပ်လိုက်မယ်ဆိုရင်သူ့ရဲ့အချက်လက်ပေါ့နော်အဓိက main အချက်လက်ကိုလူတွေကအဓိကအနေနဲ့ဘာတွေပြောကြလဲပြီးသူ့ရဲ့ key feature ဆိုတာတွေကဘာတွေလဲဒီမှာကြည့်လို့ရတယ် ပြစ်ကြီးမှာဒီပေါ်လေးတွေကိုထပ်ပြီးကလစ်နှိပ်လိုက်မယ်ဆိုရင်လည်းအဲဒီမှာဘယ်ချက်လက်တွေပေါ်မှာမူတည်ပြီးတော့ဒါကိုပြောတာပါဆိုတာကိုကီတို့တွေ့ရမှာဆိုတော့တော်တော်လေးမိုက်တယ်ဥမာပြဒါဆိုရင်ဆိုရှယ်မီဒီယာပေါ့နော်ဒါဆိုဆိုရှယ်မီဒီယာတွေကအချက်လက်ကိုယူပြထားတာအဲဒါလေးကြတော့ web ပေါ်ကအချက်လက်ကလေးတွေကိုယူပြထားတာအဲ့တော့ကီတို့ကခုန on ထားတာ website ကို social media ဆိုတော့အဲ့နှစ်ခုစလုံးမှာပါတဲ့အချက်လက်ကလေးတွေကိုသူကပြပေးထားတာနောက်တစ်ခု place banner image ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်ပုံလေးပဲကီတို့ကြည့်လို့ရတယ် အရင်မှရနော်အဲ့ပုံဒီပုံမှာကေတို့ကကလစ်နှိပ်လိုက်မယ်ဆိုရင်အဲ့ဒါနဲ့တက်ဆိုင်နေသူကထပ်ပြီးတော့အဒီပေါ့နော်ဒီပုံနေနောက်ပြီးတော့အဲ့ဒီပုံနေပေါ်ကဒီ website တွေပေါ်ကလစ်နှိပ်လိုက်မယ်ဆိုရင်အဲ့ website တွေတွေကတစ်ခါတက်ပြီးရောရှောက်သွားတာဟုတ်တော်တော်လေးမိုက်တယ်နော်ဟိုဘယ်လိုပြောမလဲဆိုတော့ကွယ်ကေတို့တွေအအဓိကအနေနဲ့ပေါ့ဟိုစာတန်းစာတန်းနေရေးသလိုပဲအဲ့ဒီအချက်လက်ဒီဘယ်ဘယ် source ကိုမှအခြေခံပြီးရေးထားပါတယ် အဲဒီလိုမျိုးဖော်ပြတယ်လို့ပုံစံပေါ့အဲ့တော့ key answer sheet ကိုပြန်သွားလိုက်မယ်ဒါဆိုရင်ကျတို့ဒီ body ကို click နေပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီ website ပေါ့နော်ဒီအချက်လက်တွေကို mood tv ရေးထားကြတဲ့ဒီ website တွေရှိကိုကျတို့ရောက်သွားပါလိမ့်မယ်အခုချင်းစီကိုလည်းကေရိုအသေးစိတ်ကြည့်လို့ရတယ်ဒီအောက်ဆုံးမှာလည်း source တွေကိုထပ်ဖို့ပြပေးထားတယ်ဆိုတော့ကေရိုတွေဒီရလာတဲ့အချက်လက်တွေကိုမှဒီထပ်ပြီးတော့မေးချင်တဲ့အချက်လက်တွေဆိုရင်ဒီမှာကြည့်လို့ရတယ်ဥပမာဖြင့် past time or day သူ business ရန်ကုန်ပေါ့နော်အဲဆိုဘယ်အချိန်ကအာ sorry ရွှေကုံမကိုးထားပေါ့နော်ရွှေကုံမကိုးထားကိုလည်းပတ်ဖို့အကောင်းဆုံးအချိန်ဆိုတော့အဲ့မှာသူကတစ်ခါထက်ပြီးတော့ပုံနေဒီပါနော် website ဒီအာထက်ပြီးတော့ဘာတွေကအဓိကတော့ဖြစ်တယ်ဘယ်အချိန်ကတော့ဘာဖြစ်မယ်ဆိုတာဒီအာနောက်ပြီးွားတဲ့ခါမှာ early morning အနေနဲ့ sunrise ကြည့်မယ်ဆိုရင်ဘယ်အချိန်ကစသွားသင့်နေဆက်ဆက်ကြည့်မယ်ဆိုရင်တော့ဘယ်အချိန်ကနေဘယ်အချိန်တွင်ကောင်းနေ အဲဘယ်ဘလိုပုံစံမျိုးတွေးရမလဲပြီးတော့ဒီဒီလိုမှိန်နေတဲ့ပေါ်လေးပေါ့ကလစ်ဖိလိုက်တယ်ဆိုရင်ဒီမှာဘယ်ချက်လက်တွေပေါ်မူနီမူတည်ပြီးတော့ပြောနေပါလေဆိုတာအစားပါဒီမှာကြည့်ဆိုတော့ကေရိုးတွေကခုန website ကအ social media တွေဆိုတဲ့အတွက်ကြောင့်မလို့ဒီထွက်လာတဲ့အချက်လက်တွေဒီ website ကဒီမှာ social media တွေပေါ်ကိုမူတည်ပြီးတော့ဒီအချက်လက်တွေထွက်လာတာပေါ့နော်အဲ့ဒါပြီးသွားပြီဆိုတာနဲ့ဒီမှာ source တွေကိုတစ်ခါထပ်ပြီးကလစ်နှိပ်ကြည့်မယ်ဆိုရင်လည်းဒီချက်လက်တွေထွက်လာတဲ့ source တွေအားလုံးကိုအသေးစိတ်ထပ်ပြီးတော့မြင်ရတယ် ဲ့တော့ကျတို့အခုဒီထွက်လာတဲ့အချက်လက်တွေကို share ပေးခြင်းနဲ့ဆိုရင်တော့ဒီပေါ်ပေါ့နော် share link ဆိုတဲ့ပေါ်ကို click နှိပ်လိုက်လို့ရတယ်အဲ့လို click လိုက်လိုက်တာနဲ့အဲ့ link ကို copy ကူးပြီးသားဖြစ်သွားမယ်ပြီးတော့အနေနဲ့ကျတို့ကကို share တင်တဲ့နေရာမှာသွားပြီးတော့ page လုပ်လိုက်လို့ရပါတယ် နောက်တစ်ခုကကြတော့ဒီဘက်က export answer export answer ဆိုရဲပေါ့ click နှိပ်လိုက်တာ ਨੇ ကျတော့ဒီ excel လာကိုမှာ pdf file အဖြစ်ပြန်ပြီးတော့ download ဆွဲလို့ရတယ် document file ကြီး download ဆွဲလို့ရတယ်အဲ့တော့ pdf ဆိုရဲပေါ့ click နှိပ်လိုက်မယ်ဆိုရင်အခု key မေးထားတဲ့ excel တွေကိုမှာသူက pdf file အနေနဲ့ဒီလိုမျိုးထွက်လာပြီးွားရေဆိုရင်ဒီမှာကျန်ဒီ web link တွေအကုန်လုံးထွက်လာတယ်အဲ့ပေါ်ကိုကျတော့တွေက click နှိပ်လိုက်မယ်ပေါ့နော် sorry ဒီပေါ် click နှိပ်လိုက်မယ်ဆိုတာ ਨੇ အဲ့ ချီယိုတမ်းမျိုး trade advisor ဆိုလည်းသူရဲ့ review တွေဒီမှာအတမ်းမျိုးခေတို့တစ်ခါတမ်းမျိုးကြည့်လိုက်လို့ရတယ်။မေးလိုက်တာနဲ့အဲ့ဟာဒီ base source ပြီးတော့အာဘယ်ထဲကနေသူကကောက်လို့ပြီးတော့ဘာကိုခွဲခြားစိတ်ပြပြီးပြောပြထားတာပါဆိုတော့တမ်းမျိုးပေါ်တယ်။ဆိုတော့ခေတို့လေးလာတင်ကြရေးတို့ကစာတန်းနေရေးတဲ့အခါမျိုးတွေနောက်ပြီးတော့အလုပ်အတွက်ပေါ့နော်။ဥပမာဖြစ်ခေတို့ဆိုရင်လည်းဒီ travel နဲ့ပတ်သက်တဲ့အလုပ်လုပ်နေတဲ့သူတွေပေါ့နော်။ဆိုရင် tour plan နေ tour နဲ့ဆိုင်နေဟာဆိုလည်းသူတို့ကအသေးစိတ်အကုန်ပြပေးထားတယ်တို့ကခေတို့တို့ကအရင်အလုပ်လုပ်ကြတာအဆင်ပြေရေပေါ့နော်။ အသုံးပြုလို့အရင်ကောင်းတယ်ပေါ့ဒီဘက်ရင်ဆိုရင်ဒီဘက်ကတော့ like တို့ am like တို့ကို copy လုပ်ချင်တယ်ဆိုရင်ဒါကို copy ကူးပြီးတော့ paste လုပ်လိုက်လို့ရတယ်ဒီဘက်ကတော့ကိတို့အချက်လက်ဆိုင်ရာလေး report လုပ်တာတော့ delete လုပ်တာဒါမျိုးလေးလုပ်လို့ရပါတယ် ီးတော့ဒီတစ်ခုလုံးကြီးအခုကေရောရှာထားသမျှအချက်အလက်တွေအားလုံးအကုန်လုံးကေရောကဒီ share ဆိုတဲ့ဟာကိုနှိပ်ပြီးတော့အဲ copy link လုပ်ပြီးတော့တခြားလူသွား share လို့ရတယ်အဲ့ဒါကြောင့်အဲ့လူကဝင်လိုက်ကြတယ်ကေရောအခု share ထားသမျှပေါ့နော်အမေးထားသမျှအချက်အလက်တွေကိုကြည့်လို့ရတယ်ဒီ private ဆိုရတာဆိုရင် click နေလိုက်မယ်ဆိုရင်တော့ကိုတိအောင်သေးပေါ့နော်အုံသာတိအောင်သေးပဲဒါတိမိဟာပေါ့နောက်တစ်ခုကကြတော့ဒီဘက်ပေးရအဆက်ကလေး30ပေါ့အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီခုနလိုပဲ PDF file တွေ download တော့ဒီ share ထားသမျှအားလုံးကိုသူက download လို့ရပါနော်အဲ document file တွေ delete ဖြတ်လို့ရတာ အပေါ်ဆုံးက space ဆိုတဲ့ဟာလေးကကြတော့ file space ဆိုတာလေအခုနောက်မှာသူကချက်ပြီးတော့ဟိုထည့်လိုက်တဲ့ဟာပေါ့ upgrade လုပ်လိုက်တဲ့ဟာသုံးရတာအရင်မိုက်တယ်သူကဘယ်လိုပုံစံမျိုးလဲဆိုတော့ folder တိဆောက်လိုက်တာအဲ့ folder ထဲမှာကျတို့တွေက AI ကိုမှတ်ခိုင်းတာ travel နဲ့ပတ်သက်တဲ့အကြောင်းအရာကိုအစပေးတခုတိဆောက်ထားရဲဆိုရင်အိုက်စပေးထဲမှာကီရိုသွားမိလိုက်တာနဲ့အရှိကကီရိုမေးထားတဲ့အချက်လက်တွေကိုပါသူကထည့်သွင်းစဉ်းစားပြီးတော့အချက်လက်တွေကိုထပ်ပြီးတော့ဖော်ပြပေးရ။နောက်ပြီးတော့ကီရိုကဒီစပေးထဲမှာ AI ကိုသွားပြီးတော့အာ instruction ပေးလို့ရတယ်။ဥပမာ ဆိုပါစို့ကွာ email တွေကို reply ပြန်ဖို့အတွက် space တစ်ခုတည်ဆောက်မယ်ပေါ့နော်အဲ့တော့ space မှာ email reply ပြန်တဲ့အခါသုံးတဲ့ space ပေါ့အဲ့မှာကွာ AI တစ်ခိုင်း instruction ပေးထားမယ်ငါ email တွေကို reply ပြန်တဲ့အခါကျရင် professional ကြကြရေးချင်တယ်ရှင်းချင်တယ်နောက်ပြီးတော့တူချင်တယ် base card လုံးကိုအဆုံးသတ်မှာ base card လုံးကိုသုံးချင်တယ်လို့ပြောရင်ကွာ email reply ပြန်စရာရှိတဲ့ခါမှာသူ့ကိုတွားပြီးရေးခိုင်းတဲ့ခါမျိုးမှာဆိုရင်သူကအဲ့ဒါရဲ့ပုံစံအတိုင်းကိုထည့်သွင်းပြီးဖော်ပြရေးပေးမှာ ောက်တစ်ချိန်နောက်ချိန်နောက်ချိန်နေကြရင်အရှိအကိုရဲ့ပေါ့နော်ကာစတမာနဲ့စကားအသွားလာတွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းအပေါ်ကိုသူကနားလေသွားပြီးအဲ့မှာပို့ပြီးတော့အဲကောင်းတဲ့အကြံဉာဏ်နဲ့ပေါ့နော်ပို့ပြီးတော့ကောင်းတဲ့ရေးသားမှုပုံစံတွေသူကထွက်လာပြီအဲ့လိုပုံစံမျိုးပေါ့အဲ့ဒါကို OK ပြည့်ထက်ပြပြီနော်ဆိုတော့လောလောဆယ်တော့ gate out speed တွေကိုမထည့်ထားသေးဘူးเนาะဒါတော့ download လုပ်ထားမယ် download comment ဆိုတော့ခုနကသူ့ရဲ့ browser ကို download ခိုင်းတာကြည့်ရဲ့ download ပြီးသုံးလို့မရကြွတ်ထပ်ထားလိုက်ပါတော့เนาะ အဲ့ဒါပြီးသွားပြီဆိုရင်တော့အာကဒီ home ဆိုတဲ့နေရာလေးကိုသွားလိုက်မယ် home ဆိုတဲ့နေရာမှာအခုဒါကေရှာထားတဲ့ဟာနှစ်ခုပေါ့ကွယ်ကျတို့ထပ်ပြီးတော့ရှာကျင်နေဆိုရင်ဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင် thread ဆိုတာကကြတော့ကျတို့ဒီဒီလိုမျိုးအခုမေးမယ်စာမျက်နှာတစ်ခုရောက်သွားပါပေါ့နော် page ကကြတော့ page တစ်ခုအနေနဲ့ထည့်ရမှာအဲ့တော့ကေ thread ဆိုတဲ့ဟာဆိုရင်တော့ကျတို့အခုမေးတယ် search in အခုပေါ့နော် ai search လုပ်မယ့်နေရာကိုရောက်သွားမှာပေါ့အဲ့တော့ကျတို့မေးကျင်တဲ့မိကုန်းတွေရှိရဆိုရင်ဒီမှာထုံးစံအတိုင်းပဲရိုက်မယ်ရိုက်ပြီးသွားတာနဲ့ဒီမှာ ကဘာကိုသုံးပြီးရရှာမှာလဲပေါ့နော်ဒီလိုပုံစံမျိုးသွားပါလိမ့်မယ်ဆိုတော့အဲ့တော့ဒီဘက်မှာကီလိုရှာထားတဲ့အချက်လက်ကြီးချိနေပြီဆိုတာ ਨੇ ဒီပုံမှာဒီလိုလေးထွက်လာတယ်အဲ့ဒါဘာလဲဆိုရင်ကိုရှာတဲ့အချက်လက်ကလေးကိုကြည့်ရဲ့အချက်လက်လေးရတယ်တိုက်ပြီးတော့သူက recommend ပေးတဲ့ပုံစံမျိုးလေးထွက်လာဥမာပြေ travel ဆိုတဲ့ဟာပေါ့ click နေလိုက်ရင်အဲဒီမှာ travel နဲ့ပတ်သက်ပြီးတော့ကိုသိကျင်တဲ့အကြောင်းအရာတွေကိုဒီထဲမှာတမ်းမိလို့ရတယ်လို့အဲသူကထပ်ပြီးတော့မှဒါတမ်းပြီးတော့ပေါ့ click နေပြီးတော့လေကြည့်လို့ရသေးတယ် ကျွန်တော်ဥမာအနေနဲ့ဥမာဒီဘာစီလိုနာဆိုင်ရာကိုဘာစီလိုနာဆိုတဲ့ဟာလေးကိုကြည့်မယ်ဆိုရင်တော့ဘာစီလိုနာနဲ့ပတ်သက်တဲ့သတင်းချက်လက်ကလေးကိုတခါတယ်။သူတက်ပြီးဖော်ပြပေးရ။ဒီမှာသိကျင်တဲ့မိကုန်းတွေမေးလို့ရတယ်။နောက်ပြီးတော့စာမျက်နှာတွေပေါ့နော်။ဒီမှာ discover mode ဆိုတာဒါလေးဆိုရင်ဒါ page ဟာလေးပေါ့နော်။ page ဟာလေးဆိုရင်ဒီပေါ်ကိုအကလစ်နေလိုက်မယ်ဆိုရင်သူရဲ့ဒီ flight booking နဲ့ sign နဲ့ဟာလေးတွေဒီလိုမျိုးလေးပေါ့နော်။တခြားလူတွေဖော်ပြထားတဲ့ဟာလေးတွေအစားကိုတော့သွားကြည့်လို့ရတယ်။အဲ့တော့ကိတို့တွေကအာခုနပြောတဲ့ free plan အနေနဲ့ကျတို့သုံးလို့ပေါ့နော်ကိုယ့်ရဲ့အဲကျတို့တွေက free plan မဟုတ်ဘဲနဲ့ pro plan အနေနဲ့သုံးမယ်ဆိုရင်အထပ်ပြီးတော့ကျတို့ဘာလို့လုပ်ရလဲဆိုရင် search လုပ်ထားတဲ့ဟာကိုယ် share ထားတဲ့ chart တွေကိုဒီ page အနေနဲ့ public လုပ်ထားလိုက်လို့ရတယ်เนาะဒီမှာတော့ကေက free အနေနဲ့ဆိုတော့သုံးပြလို့မရဘူးပေါ့ခွဲအဲ့တော့ခုနကကေတို့တွေကဒီ page လေးမှာရှိတဲ့တင်ချက်လက်ကလေးတွေသွားကြည့်လို့ရလို့အထဲဝင်ရှာတာမျိုးဒါလေးလုပ်လို့ရပါတယ်နောက်တစ်ခုကကျတော့ဒီဘက်က discover discover ကျတော့လေအခုနောက်ကထပ်ပြီးတော့ ထည့်လိုက်တဲ့ aggregate လုပ်လိုက်တဲ့ဟာပေါ့။ तू ကတော့သတင်းချက်လက်တွေအတွက်တစ်ခါရေးဖွက်ပြပေးထားတာပေါ့။ discover ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဆိုရင် तू ကဘေးနားမှာ for euro top တို့ဒီလိုမျိုးပါလာတယ်။ကိုသိချင်တဲ့ခေါင်းစဉ်တစ်ခုလိုက်ရှာချင်တယ်။ဥမာပြင်ဒီ sport နဲ့ပတ်သက်ပြီးဆိုရင် sport ဆိုရဲပေါ့ click နှိပ်လိုက်တာနဲ့ဒီမှာ sport နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေပေါ့နော်။လွန်ခဲ့တဲ့2 World ago က public လုပ်ထားတဲ့သတင်းချက်လက်တွေအဲဘာဘာဆိုတဲ့သတင်းချက်လက်တွေကိုဖွက်ပြပေးနောက်ပြီးတော့အခါမှာဒီဘက်မှာကျတော့ဒီမှာအဲသူရဲ့ဒီ ပေါ်တော့ဒီ market ဆိုင်ရာတွေเนาะအဲဒီငွေကြီးဆိုင်ရာတွေနောက်ပြီးတော့ဒီရာသီဥတုတွေဒါတွေလည်းဖွပြပေးတယ်အဲ့ discover market ra top ဆိုရဲဟာမြိတ်လိုက်တယ်ဆိုရင်တော့ let alone မှာ top ဖြစ်နေဆုံးသတင်းတွေပေါ့เนาะ hit ဖြစ်နေဆုံးသတင်းတွေကိုသူကဖော်ပြပေးတယ်နောက်တစ်ခုကကြတော့ဒီ discover မှာ for you ဆိုရဲဟာကြတော့ကို share တာတွေများကိုဥမာသူ AI ကိုမေးလေမေးတာရှိရအချက်လက်ဆိုင်မှာ travel နဲ့ပတ်သက်ပြီးမေးတာတို့ဘာနဲ့ပတ်သက်ပြီးမေးတာကိုမေးလေမေးတာရှိရအချက်လက်တွေသူကမှတ်ထားပြီးနောက်ပိုင်းညာအဲ့အချက်လက်ဆိုင်ရာအဓိက top အနေနဲ့ဖော်ပြပေးသွားမှာဆိုတော့ တော်တော်လေးတော့အသုံးပို့ပြီးတော့ဝင်နေပေါ့နော်ကိုသိကျင်တဲ့ချလတ်ဒီအဂရိတ်ဒီကိုမမေးတဲ့သူကဒီမှာပြနေပြီးအောင်ပါဆိုတော့တော်တော်မိုက်ပါတယ်နောက်တစ်ခုကကြတော့ဂေခုနပြောခဲ့တဲ့ space ပါ space ကကြတော့ကိုကအသစ်တစ်ခုဖန်နေမယ်ဆိုရင် create a space အဲဒီကကြတော့သူဖန်နေပြထားတာပေါ့နော်ဥမာအနေနဲ့ဒီလိုလေးတွေဖန်နေလို့ရတယ်မှာ light ဆိုရင်လည်း light plan ဆိုရင်လည်းဒါ trip line နဲ့ရေခိုင်းတာတော့ဒီလိုမျိုးလေးဖန်နေလို့ရတယ်စီးဆက် marketing ဆိုပါပေါ့ဒီလိုမျိုးလေးတွေသူကဥပမာအနေနဲ့ပြပေးထားတယ် ဆိုတော့ season marketing မှာဥပမာနည်းနဲ့ကြည့်အောင် social post generator ပေါ့ social post generator မှာဆိုရင်ဒီမှာအဒီလိုလေးရေးခိုက်လို့ရတယ်ပေါ့နော်ဒီ authentic linkedin and expo အတွက်အဒီ announcements တွေ partnership product highlight အ brand wise ထည့်ပြီးရောရေးပေးပါဆိုပြီးတော့ဖတ်နေကြတယ်ဒီဘောကလေးပေါ့ click နှိပ်လိုက်တယ်ဆိုရင်သူက deal link လေးတွေကိုသုံးပြီးတော့မှရေးအပြီးတော့ illustration အနေနဲ့ content writer or publicity အဲမင်းကဖြစ်တယ်ပြီးတော့ဘာအတွက်လဲဆိုရင်ဘယ်အကြောင်းအရာတွေကိုရေးပါဆိုပြီးတော့ဒီမှာ तू က तू recommend ပေးထားတာပေါ့နော်ဒါကတော့ तू ဖန်တီးထားတဲ့လူရဲ့ symbol ဟာပေါ့ဆိုတော့အဲ့မှာ तू ကရေးပြထားတဲ့ तू ကဒီဒီ clinic နေပြီးတော့ကြည့်လိုက်ပဲနော်အဲ့တော့ဗာရေးခိုင်းလဲဆိုရင် right a linking post ပေါ့နော် partnership with ဘယ်သူ ਨੇ ဆိုတဲ့ဟာကြောင့်ရေးပေးပါဆိုရင်သူကဒီမှာအဖြေထွက်ပေးထားတယ်ပေါ့နော် source ကကြတော့သူခုနကထည့်ပေးထားတဲ့ link source တွေကိုယူပြီးတော့ပေါ်ပြပေးထားတာ တော့ဒီလိုမျိုးမင်းသုံးလို့ရတယ်ပေါ့ကွဲဒါကတော့ဥမာပြပေးထားတာကျတို့တွေကအဲ့ဒါကိုစွန့်မအနေနဲ့ကိုယ့်ဘာကိုရေးကြည့်မယ်ဘလို့ဘလို့မျိုးဖန်တီးလို့ရလဲအဲ့တော့ကိုက news page တစ်ခုဖန်တီးမယ်ဆိုရင် create ပေါ့နော် create ဆိုတာနေလိုက်ကိုယ့်ရဲ့ဒီမှာနာမည်ပေးရမယ်ဒီနားမှာကိုကကိုယ့်ရဲ့ account လေးနော်အဲ့တော့ဥမာအနေနဲ့ကြီးက email reply ပြန်မယ်ပေါ့နော် email reply ပြန်တဲ့အခါမှာသုံးမယ် space ပေါ့အဲ့လိုမျိုးအရင်ဆုံးကိုကနာမည်ပေးလိုက်ပေးပြီးသွားဆိုရင် description ဆိုတဲ့နေရာမှာတော့အဓိကတော့ customer အာ customer ရဲ့ complain email reply မို့ပဲဟုတ်ပါတော့အဲ့တော့ဒီမှာကျတို့ကသူ့ကိုမေးတော့မှာဗောနော်ငါ email reply မြန်မာငါ့ကိုရေးပေးပါဆိုအဲ့လိုမပြောခင်မှာကျတို့ကသူ့ instruction ပေးလို့ရတယ်အဲ့မှာအဲ့လိုခါကြရင်ကျတို့ကအရင်တော့ အာကီရိုကတ်စတမာရနဲ့ conversation လုပ်ခဲ့တဲ့အကြောင်းအရာလေးရှိတယ်ကွယ်ကတ်စတမာရကများသောအားဖြင့်ကီရို product အကြောင်းနဲ့ပတ်သက်ပြီး complaint တက်ခဲ့ရလေးရှိတယ်။အဲ့အကြောင်းအရာတွေကိုရှိအကြောင်းအရာတွေကို copy ကူးပြီးတော့ file တစ်ခုဖိုင်ရထားပြီးတော့ upload ပြီးတော့အဲ့ဒီ file တွေကို add file ဆိုပြီးတော့ထည့်ထားလို့ရတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကီရိုတွေကအဆိုပါဆို့ အာ Kero Company ရဲ့ link ရှိမယ်နော် website link လို့ဘာလို့အဲ့ဒါကိုလည်းထည့်ပေးထားလို့ရတယ်။ဘာလို့လဲဆိုတော့ Kero Company ရဲ့အကြောင်းလည်းသူသိဖို့လိုတာ哦။အဲ့တော့ app link ဆိုတဲ့နေရာမှာ Kero ရဲ့ company ရဲ့ link မျိုးဒီမှာလာထည့်ပေးမယ်။ပြီးတော့ဆိုရင် app instruction ဆိုတဲ့နေရာ instruction ဆိုတဲ့နေရာမှာတော့ Kero က email reply ပြန်ချင်နေဆိုရင်ဘယ်လိုမျိုးအဲဒီမှာပြောထားတယ်သူပြထားတဲ့အတိုင်းပဲပေါ့နော်။အဲ့တော့ Kero ဥမာသူ instruction ပေးလိုက်မယ်ပေါ့နော်။ဒီလိုပုံစံမျိုးနဲ့ပြန်ပေးပါဆိုရင် Kero ကသူ instruction ပေးပြီးတော့ save နေလိုက် ဒါဆိုပြီးွားရင်အဲ့မှာကီရိုတွေကအချက်လက်တွေကိုထပ်ပြီးထည့်ကျင်တိုင်းထည့်ကျင်တိုင်းဒီအပေါ်ကအားလေးကိုနှိပ်ပြီးတော့အဲဒီမှာခုနကပြောခဲ့သလို file တွေကို upload လုပ်ရတယ်ကီရိုရဲ့အရင်တော့ conversation လုပ်ခဲ့တဲ့ဟာတွေနောက် link တွေကီရိုရဲ့ camera link တွေပေါ့နော်အဲ့ဒါကြောင့်မှ तू ကကီရိုရဲ့အကြောင်းသိမှာဟုတ်ကီရိုရဲ့ customer ဘာလို့ဆိုတာသိမှာပေါ့အဲ့တော့ကေကဒီမှာသူ့ကိုမေးတော့မယ်နော်အဲ့တော့ကေကအခုဘာမှမထည့်ထားဘူးပဲ မထည့်ထားရတဲ့သူသူ့ကိုမထည့်ထားဘဲနဲ့ customer complaint အတွက် email ရေးခိုင်းတယ်အဲ့ဒါရဲ့သူကငါမသိဘူးလေတိရကျွန်တော်အလုပ်ကဘာလုပ်လဲအာနောက်ပြီးတော့ဘာအတွက်ပြန်มาလဲအဲ့ကြောင့်သူက DJ provide လုပ်ပေးတဲ့နော်အာခုနပြောတဲ့ကေပြောခဲ့သလိုပဲသူ့အရေး email ကဘာလဲဆိုတာကို copy ကူးပြီးတော့ထည့်ပေးထည့်ပေး customer ဘာပြောတာလဲဒါကိုအဲ့ email သူဖတ်ပြီးသူ reply ပြန်ပေးမယ်ပေါ့အဲ့ခါကျရင်ကသူ့ကိုမြင်အောင်ပဲပြောလိုက်မယ်နော်အာဘယ်လိုရေးမလဲဆိုရင်အာ order delay ပေါ့နော် အဲ့တော့ဒီမှာပေါ့နော်။ तू อ่ะအဲ့မှာ तू อ่ะရေးပေးလိုက်တယ်နော်။ तू อ่ะအသေးသေးကြာနာမပြောထားဥမာပြင်ကိတော့အသေးချာထည့်ပေးရမှာမဟုတ်ပဲ။ customer ရဲ့နာမည်တွေအဲပြီးတော့ဘာဘယ်နေ့ဘယ်ရက်မှာမရောက်တဲ့အတွက်ဘယ်နေ့ဘယ်ရက်ကိုပြန်ရောက်ချင်တယ်ဆိုတဲ့အကြောင်းလေးဆက်ပြီးဒီလိုအသေးသေးထည့်ပေးမယ်ဆိုရင် तू อ่ะပို့ပို့ပြီးမြန်ရမှာပေါ့နော်။အဲ့တော့ तू อ่ะကြတော့လောလောဆယ်တော့ तू ရေးပေးလိုက်တာအာခုနကပြောသလိုပဲအဲ professional ကြာရမယ်တိုးရမယ်နောက်ပြီးတော့ရှင်းလင်းရမယ်အဲနောက်ပြီးွားတဲ့အခါကျရင် polite ဖြစ်ရမယ်ပေါ့နော်အဲ့ကြာကြီးပေါအောင်ရေးပေးမယ်အဆုံးသတ်မှာ reply နဲ့ဆုံးပေးပါဘူးအဲ့တော့ကေတို့ကအဆုံးသတ်မှာသူ့ကိုထပ်ပြီး instruction တွေပေးလို့ရတယ်ကဲရဲ့နာမည်ကဲရဲ့ယာတူဘာဘာဘာပေါ့အဲ့ဒါလေးနဲ့အဆုံးသတ်ပြီးဆိုသူကမြင်မြန်ဆန်ဆန်ကအပြည့်ပြည့်စုံစုံခိုင်းဖော်ပြပြီးမှာအစားကိုလည်းဒီရပါနဲ့စပေးပါစသဖြင့်ပေါ့နော်ကေတို့အဲ့လိုပြောလို့ရတယ် struggle space ကိုဖန်တီးရဆိုတာဒါပဲနောက်တစ်ခုကတော့ also finance အဲ့တော့ finance ကတော့လက်တော်မှာဖြစ်နေတဲ့သူကအာငွေကြေးဆိုင်ရာတွေပေါ့နော်ငွေကြေးဆိုင်ရာတွေအဲနောက်ပြီးွားရခါကျရင် အဲဒီမှာပေါ့ trading ဆိုင်ရာတွေเนาะအဲ့ဒီအားလုံးဒီမှာအသေးစိတ်ဖော်ပြထားတယ်အဲ့တော့ကိရောကဒီမှာသိကျင်နေကြတဲ့ US market လာတခြားဘာဘာ market လေเนาะအဲ့ဒီအကုန်လုံးကိုဒီမှာကြည့်လို့ရတယ်ဆိုတော့တော်တော်လေးအဆင်ပြေပါတယ်เนาะ တော်လေးသုံးရတာပေါ့နော်ကိတွက်ကောင်တော်တော်လေးအဆင်ပြေတယ်အထူးသဖြင့်ကီရိုတွေတစုံတစ်ခုရှာချင်တာပြီးတော့ကိုရှာထားတဲ့အချက်လက်ပေါ်မှာစင်ပွားသူ့ကိုမှတ်ခိုင်းထားပြီးတော့ကိုမေးချင်တဲ့မေးခွန်းတွေကို ဖန်ရင်းစီချင်တာနောက်ကို့အစားပေါ့နော်အချက်လက်တွေကိုရေးခိုင်းနေတာဖော်ပြခိုင်းနေတာဆိုရင်ဒါအများကြီးသုံးပြလို့ရတယ်အများကြီးမိုက်တယ်လို့ပြောရပါမယ် โอเคခုဆိုရင်တော့ publicity ကိုအသုံးပြုပြီးတော့ Kiro ရဲ့လုပ်ငန်းဝင်လှုပ်ဆောင်မှုတွေလေးလာတင် जा တင်ရေးတွေမှာဘလိုမျိုးထိထိရောက်ရောက်အသုံးပြုကြမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့တည်သွားလောက်ပြီးတော့မျှော်လင့်ပါတယ်။အခုဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့တခြားသိကျင်တဲ့အကြောင်းအရာတွေမေးကျင်တဲ့မေးခွန်းလေးရှိရဆိုရင်လည်းဗီဒီယိုလေးရဲ့ comment လေးမှာမေးထားခဲ့လို့ရပါတယ်။ကြည့်ရနောက်ထပ်ဗီဒီယိုတွေမှာလည်းထုံးစံတိုင်းလုပ်ငန်းဝင်အတွက်ပို့ပြီးတော့ productivity ဖြစ်စေမယ်ဒီ digital tool အသုံးပြုတဲ့နည်းလမ်းတွေ digital marketing ဆိုင်ရာတွေနဲ့ personal development ဆိုင်ရာနည်းလမ်းတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက် ခဲ့ channel လေးတွေကို like subscribe နဲ့ follow လုပ်ခဲ့ပေးပါဦးအခု video လေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်